စကိုင်းနီးကိုဗဟိုပြူတဲ့အင်အားပြင်းငလင်လှုပ်ခတ်ပြီးနောက်ပိုင်းရန်ကုန်မြို့ရဲ့ဟာ15ပေကျော်တဲ့အထိထူးကဲဒီရေတက်လာတယ်လို့ဒေသခံတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါရယ်လင်းအိမ်သတင်းပေးပို့ထားပါရယ်ရှင်မြန်မာနိုင်ငံမှာမတ်လ28ရက်နေ့လယ်12နာရီကအင်အား9.8ရှိတဲ့အင်အားပြင်းငလင်လုတ်ခတ်ပြီးတဲ့နောက်ရန်ကုန်မြို့ရဟာ15ပေကျော်အထိထူးကဲဒီထိုးတက်လာတယ်လို့ဒေသခံတွေနဲ့ကုညီကယ်ဆယ်ရေးအဖွဲ့တွေကပြောပါရယ်။လက်ရှိမြို့ရဲ့အနေအထားဟာပုံမှန်မိုးရသည့်ကာလမှာရောက်ရမဲ့ရေအမြင့်ဖြစ်ပေမဲ့ နွေရာသီမှာငနေကလာအတွင်းတိတိတသာရေထိုးတက်နေတာ9ရက်လောက်ရှိနေပြီလို့ဆိုပါတယ်ဒါဒီရေတက်တဲ့အချိန်ပေါ့နော်ဒါပေမဲ့ဒါသမယိုးကြမဟုတ်တဲ့ဒီဒီရေတက်တော့ဒါမြင့်လာတယ်ပေါ့အကြောင်းလဲဆိုတော့ကျွန်တော်ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းမှာပေါ့နော်နောက်ဆက်တွဲဖြစ်တဲ့ဒီဒီရေမြင့်တက်မှုကတမန်မဟုတ်ဘဲနဲ့ဒီရေရဲ့ရေချိန်ဒီပုံများလာတာပေါ့နော် ဒီရေချိန်ပုံများလာတဲ့အတွက်ဒီ line နဲ့ကြီးလာတယ်ရေတက်နှုံးနေလဲမြန်လာတယ်ရေကျနှုံးကြတော့နှီးွားတယ်ရေကတော့အခုကန်းနဘူးမီးတင်တာပေါ့နော်ဒါမိုးရင်းညမလာဒီလောက်အနေထားဖြစ်ပေမဲ့အခုကဒီဟိုပေါ့ငလီရဲ့တက်ရောက်မှုကြောင့်ပေါ့နော်ဒါတွေဖြစ်လာတယ် line နေလဲကြီးလာတယ်ဟိုကန်းထိရောက်လာတယ်ပေါ့တဘာဝဖြစ်စဉ်တွေရာလာဆန်းတဲ့လာစုပ်ရက်တွေမှာရည်တည်တဲ့ရည်ထားရက်ဆိုပြီးရှိပေမဲ့ညရာတီရဲ့ရည်ထားရက်တွေဟာအခုလောက်ထိရည်မြင့်ပြမရှိဘူးလို့အနီးနားနေသူတွေကပြောပါတယ် ရေကြီးရေလျှံတဲ့အချိန်တွေမှာမြေကန်နေပြီးနေထိုင်သူတွေဟာကြိုတင်ပြင်ဆင်မှုတွေလုပ်ထားကြဖို့နဲ့တတိနဲ့နေထိုင်ကြဖို့ကိုလည်းကယ်ဆယ်ရေးအဖွဲ့တွေကတတိပေးထားပါတယ်အဲလာပြေးရလာွယ်ရဆိုတာရှိတယ်အဲ့လိုလာပြေးလာွယ်မျိုးကြရင်တော့ကျွန်တော်တို့ဘက်မှာအဲ့လိုပေါ့ခါတိုင်းတက်နေတဲ့ရေပမာဏတဲ့တော့နည်းနည်းပိုတက်တယ်အဲ့ဒီလာပြေးလာပြေးဟိုအဖိတ်နည်းရတက်တယ်လာပြေးနည်းတက်တယ်လာပြေးကျော်၁ရက်နည်းရ၃ရက်နည်းတက်တယ်ဒီအဲ့နောက်ပိုင်းဆိုရေကတူးလို့လို့ပြန်ကြည့်ရောခါတိုင်းပုံမှန်တက်တဲ့ရေပမာဏက ရှစ်ပေလောက်ရှိတယ်ဆိုရင်ပေါ့နော်ဥပမာပြောပြတာဒီလိုလားပြေလောက်ွယ်ခါမျိုးမှာတက်တဲ့ကြီးကနောက်၃ပေလောက်အမြင့်ထီကိုတက်ပါတယ်၁၂ပေလောက်ဖြစ်တယ်အလင်းဘေးတင်ကေသေးရေးဖွဲ့တွေရဲ့နောက်တန်းမှာကြန့်ရှိနေတဲ့ရဲဘက်ကေသေးရေးဖွဲ့တွေနဲ့သက်ဆိုင်ရာခြားပွဲကေသေးရေးဖွဲ့တွေဟာ24နှစ်ရီလုံးမြေကြီးတက်တဲ့အခြေအနေကိုအသိဆောင်ကြည့်နေရတယ်လို့ကေသေးရေးဖွဲ့ဝင်တယောက်ကပြောပါတယ်ကျွန်တော်လင်းပါ